ဒီပီပီရဲ့နောက်ဆုံးရသတင်းလေးကိုပြောပြပေးပါမယ်ရန်ကုန်ကြည်မြင့်နိုင်မြို့နယ်စိတ်ကြည်ဦးမြားငါးစင်ရက်ကမှနိုဝင်ဘာလ29ရက်ည9:00နာရီကအရက်မူပီရန်ဖြစ်ရင်ဖနက်နယ်ပေါလို့စက်ခရေးပါတီရဲ့မဲဆွဲဆိုင်ဘုတ်ပြဲသွားတာကြောင့်လူနေရောက်ကိုစစ်ကောင်စီလက်အောက်ခံရဲတွေကဖမ်းဆီးခဲ့တယ်လို့မြို့ကန်တွေစီကသိရပါဗျာ အရက်မူနေသူနှစ်ယောက်ရန်ဖြစ်ရင်ဖနက်နဲ့ပြပောက်ရမှာအနာကကြက်ခိုင်ရေးကိုစလေလောင်းဆိုင်ဘုတ်ကို ထိပြီးပြေးသွားတဲ့အတွက်ကြက်ခိုင်ရေးပါတီဝင်တွေကရဲစခန်းကိုအကြောင်းကြားပြီးဖန်ခိုင်းလိုက်တာလို့ဒေသခံတယောက်ကပြောပါတယ်ထမ်းမြမနဲ့ဇာမြောင်ရီမျိုးနဲ့အတွင်းကဖလူးကျေးရွာနဲ့မင်းလက်ပံဒေသတွေမှာတော်လိုင်းတပ်ဖွဲ့တွေနဲ့စကောင်စီတပ်တို့တပ်ဖွဲ့တွေဖြစ်ပွားနေပြီးထိုင်းဘက်ချမ်းကိုလက်နက်ကြီးကြားရောက်တဲ့အတွက်မြမစစ်ရှောင်းနှစ်ယောက်ထိခိုက်ခဲ့တယ်လို့မြမစစ်ပေရှောင်းရေးကူညီပေးနေသူတွေစီကသိရပါဗျာ။ ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်မှာအေးဒန်ကြောင့်နိုဝင်ဘာလတလအတွင်းတောတောင်ထဲရှောင်နေရတဲ့တက်ကြီးရွယ်အိုစစ်ဆောင်6ရောက်တေဆုံသွားခဲ့တယ်လို့စစ်ဆောင်ရေးကူညီပေးနေသူတွေစီကသိရပါတယ်။ DBB နောက်ဆုံးရသတင်းတွေကို DBB TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။